ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီသင်ခန်းစာမှာတော့ကျွန်တော်မေခွန်းလုံနီအကြောင်းကိုရှင်းပြပြမှာဖြစ်ပါတယ်အဲ့တော့ကြွယ်ကူရပါဆိုသလိုပေါ့ဗျာမေခွန်းလုံနီကိုပြောရင်လည်းအငင်းလောက်တဲ့နီးလေးပါကျွန်တော်တပါးတယ်တွေ့ပြီးတော့ပြောပြပေးသွားမှာပါအဲ့တော့ဒီသင်ခန်းစာမှာတော့အခြေခံလာမေခွန်းအကြောင်းကိုပဲအဓိကထားပြီးတော့ပြောပြမှာပဲအဲ့တော့လဲမေခွန်းနဲ့ထထွန့်မေခွန်းကိုတော့ကျွန်တော်သဘောလောက်ပြောပြပါမယ်မေခွန်းလုံနီ သုံးမျိုးရှိတယ်မြန်မာလိုအတူကောက်ဆိုလို့ရှိရင်လာမေကွန်လဲမေကွန်ထတ်တွက်မေကွန်အင်္ဂလိပ်လိုပြောမယ်ဆိုလို့ရှိရင် yes or no question wh how question ပြီးရင် that question ပေါ့အဲ့တော့ကျွန်တော်တို့လာမေကွန်မြန်မာလိုဆိုလို့ရှိရင်လာနဲ့သုံးနဲ့မေကွန်နေအဲ့ဒီမေကွန်နေမှာကျွန်တော်တို့ yes သို့မဟုတ် no နဲ့ဖြေလို့ရတယ်ဟုတ်ရင် yes မဟုတ်ရင် no အဲ့ဒါနဲ့ဖြေရင်လုံလောက်တယ်ကိုယ့်ကိုရှိရှိပွေးပွေးဆက်ဖြေခြင်းနဲ့ဆိုလဲရတယ်ဆိုပါတော့မင်းသမင်းစားပြီးပြီလာစားပြီးရင် yes ်အစတင် no အဲ့လိုမျိုးလုံလောက်တယ်မြန်မာလိုလားနဲ့ဆုံးတယ်မင်းပကံကပြန်လာတာလားဟုတ်တယ်ဆိုရင် yes မဟုတ်ဘူးဆိုရင် no အဲ့လိုဖြစ်ရင်လုံလောက်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အတူကောက်နေနဲ့လာမေကွန်တို့မဟုတ် yes or no မေကွန်လို့ခေါ်တာအဲ့တော့လင်းမေကွန်လင်းမေကွန်ကကြတော့ကျွန်တော်တို့မြန်မာလိုလဲနဲ့ဆုံးတယ် yes or no နဲ့ ဖြေရင်မလွတ်တော့ဘူးမေးတဲ့မေးခွန်းပေါ်မူတည်ပြီးတော့ဖြေရတဲ့အဖြေရှိတယ်အဲ့ဒါကိုလင်းမေးခွန်းလို့ခေါ်တယ်အင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ wh တို့ how တို့နဲ့စတဲ့မေးခွန်းတွေပေါ့ဗျာအဲ့တော့ what တို့ who တို့ when တို့ where တို့ how တို့ how long how far how many how often စသဖြင့်ပေါ့ပြီးရင်ထပ်တွန့်မေးခွန်းထပ်တွန့်မေးခွန်းကြတော့စာကြောင်းမှာဆုံးသွားပြီအဲ့ဒါကိုမှထပ်တွန့်ပြီးတော့မေးခွန်းနေနဲ့ပြန်မေးတာဆိုပါတော့မင်းထမင်းစားပြီးပြီမဟုတ်လားမင်းထမင်းမစားရသေးဘူးဟုတ်လားမင်းပကံကပြန်လာတာမဟုတ်လားမင်းအင်စာမလောက်ရသေးဘူးဟုတ်လား စသဖြင့်ပေါ့နော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်အရှိမကျွန်တော်တို့က positive နဲ့ပြောလိုက်ပြီဆိုလို့ရှိရင်ထပ်တွန့်မှာကျတော့ negative နဲ့အရှိမက negative နဲ့စာကြောင်းတိဆောက်ပြီဆိုရင်စာကြောင်းဆုံးလိုက်ပြီဆိုလို့ရှိရင်ဒီထပ်တွန့်မှာကျတော့ကျွန်တော်တို့ positive နဲ့ကျွန်တော်တို့ပြန်ပြောရဲပေါ့ဗျာအဲ့တော့ affirmative နဲ့ပြန်ပြောရဲပေါ့နော်ဆိုတော့အဲ့လိုမျိုးမေးခွန်းနေပေါ့အဲ့ဒါကိုကျွန်တော်တို့အင်္ဂလိပ်လို tag question လို့ခေါ်တယ်အဲ့တော့ example အနေနဲ့မေးခွန်းလုပ်ပုံလုပ်နည်းလေးကိုဒီမှာကျွန်တော်နမူနာပြထားတဲ့၃ခုအဲ့တော့၄ရက်နဲ့၁၁တိကတော့အိမ်မှာကိုယ့်အကူချပြီးတော့လုပ်ကြည့်ပေါ့နော် မသိလို့ရှိရင်လည်းကျွန်တော်တို့ comment မှာလာမေးလို့ရတယ်အဲ့တော့ကျွန်တော်တို့ဆက်သွယ်လို့ရတဲ့ platform တွေကနေပြီးတော့အချိန်မီဆက်လာမေးလို့ရပါတယ်ကျွန်တော်အားရချင်းပြန်ပြေထားပါမယ်လာမေးခွန်းသိရင် channel မေးခွန်းတွေလည်းအလိုလျောက်သိလို့ကျွန်တော်ကဒါလေးကိုပဲအဓိကထားတင်တာပေါ့နော်ဒေါ်လှ is a teacher ဒေါ်လာကဆရာမတယောက်ဖြစ်တယ်အဲ့စာကြောင့်မေးခွန်းလုပ်မယ်ဆိုတော့မေးခွန်းလုပ်ပြီဆိုလို့ရှိရင်သိထားရမှာက ကျွန်တော်တို့အကူ birthday ကိုရှေ့ထုတ်ရမယ်ကျွန်တော် back ခန်းမှာ အရင်သင်ကန်းစာမှာသင်ခဲ့တဲ့ verb အခမ်းမှာ verb to be verb to be ဘယ်နှမျိုးရှိလဲ verb ဆိုပြီးတော့ verb to be verb to do verb to have ဆိုပြီးတော့ခွဲတယ်ပြီးရင် helping verb ဆိုပြီးတော့ကျွန်တော်တို့ခွဲထားတယ်အဲ့ဒီမှာမှာ helping verb အောက်ထဲမှာဘာတွေပြန်ပါလဲကျွန်တော်ပြပြတယ်ဆိုတော့အဲ့ဒီ helping verb အောက်ထဲမှာပါတဲ့ဟာတွေကိုကျွန်တော်တို့ကအကူ verb လို့ခေါ်တာ အဲ့ဒီအကူဘတ်တွေကိုကျွန်တော်စာကြောင်းထဲမှာရှာမှာရှာပြီးလို့ရှိရင်အရှိ့ကိုထုတ်လိုက်အဲ့ဒါမိကုံးဖြစ်သွားပြီအဲ့ဒါဆိုရင်အဲ့ဒီအကူဘတ်တွေမတွေ့ဘူးဆိုတော့ဘယ်လိုလုပ်မလဲအကူဘတ်ကိုမတွေ့လို့ရှိရင်ကျွန်တော် main verb တွေကိုလိုက်ရှာအဲ့ဒီစာကြောင်းတစ်ကြောင်းမှာ main verb ကို main verb တွေကိုလိုက်ရှာကျွန်တော်တို့ဒီ complex sentence တွေ compound sentence တွေမပါဘူးဆိုရင်ပေါ့နော် complex sentence တွေမပါနေဘူးဆိုလို့ရှိရင်တော့ဒီလိုရိုးရိုးတာမန်စာကြောင်းဆိုလို့ရှိရင်တော့ verb ကိုရှာတာလွယ်ပါတယ်အဲ့တော့ထပ်ပေါ်တော့ logic ဒီအခြေခံမှာဆိုတော့ကျွန်တော်တို့မိကုံးလုပ်မယ်ဆိုလို့ရှိရင်အကူဘတ်ကိုအရှိ့ကိုထုတ်တကယ်လို့အကူဘတ်မပါခဲ့ရင် main verb ကိုရှာ ဲ့ဒီ main bag ကို drew တို့ dust တို့ dit တို့နဲ့အကူလို့အကူဘက်ကိုရှစ်ထုတ်တာတော့လွယ်သွားပြီတပိုင်းထားလိုက်တော့အဲ့ဒါဆိုရင် main valve ကိုရှာပြီးတော့ drew dust dit နဲ့မေခွန်းလုပ်မယ်ဆိုတာကဘယ်လိုလဲ main valve က valve 1လားဗတ်တူလားကျွန်တော်တို့ကြည့်ရမှာအဲ့တော့ main valve က valve 1ဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဗတ်တူ2မှာ drew သုံးလား dust သုံးလားကျွန်တော်တို့စဉ်းစားရမှာ share subject ကအနည်းဖြစ်နေရင်ကျွန်တော်တို့ dust သုံးမယ် share subject ကအများဖြစ်နေရင်တော့ drew သုံးမယ်ဒါပဲ ဲ့တော့မဟုတ်ဘူး main verb က verb 2ဖြစ်နေလို့ဆိုရင် verb 2 do မှာပါရှိတယ် do that this တဲ့က did ကိုသုံးမယ် did did ကိုသုံးမယ်နောက်ထပ်မှတ်စရာတစ်ချက်က verb 2 do တွေနဲ့ main ကိုလောက်ထားပြီဆိုလို့ရှိရင်အဲ့ဒီ main verb ကိုကျွန်တော်တို့က se မပါတဲ့သို့မဟုတ် verb 2မှမဟုတ်တဲ့ you you verb 1ကိုပြောင်းရမယ်အဲ့လိုမျိုး se မပါတဲ့ဘလို့အချိန်မှမဆို se မပါတဲ့ verb 1ကိုကျွန်တော်တို့က infinitive verb လို့ခေါ်တယ်ပြောချင်တာကတော့ do dash did မေးခွန်းလိုက်ပြီဆိုလို့ရှိရင် main verb ကိုကျွန်တော်တို့ infinitive verb ြောင်းပေးရပါမယ်။ဒီမှာကျွန်တော်တို့ကျွန်တော်ပြောလိုက်အောင်မယ်။ infinity verb ဆိုတာဘာမှမရှိတော့နဲ့နော်။ကျွန်တော်တို့ but 1 but 2 but 3 but 5ကြီးတည်တယ်ဟုတ်။အဲ့တော့ but 1ကိုသင်ရပြီ။ဘာလို့ဆို but 2 but 3ဆိုလို့ရှိရင်တချို့ verb တွေက ed ပေါင်းလိုက်ရင် but 2 but 3ဖြစ်တယ်။တချို့ verb တွေကကြတော့အသေးမှတ်ထားရတယ်။ဆိုပါတော့ eat 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 ကို ed ပေါင်းလို့မရအောင် but 2ဖြစ်အောင်။အဲ့တော့ 88. ဟုတ် but 3ကြတော့ eat နဲ့ eaten အဲ့လိုမျိုးတွေပုံသင်မှတ်ရတဲ့ verb တွေရှိတယ် verb 1 verb 2 verb 3အဲ့ဒါဆိုခုန infinitive verb ကတစ်မျိုးထပ်ပေါ်လာတယ်အဲ့ဒါဆိုရင်ခုနကျွန်တော်တို့မျက်စိထဲမှာ verb 1 verb 2 verb 3မှတ်တယ်ဟုတ်လားအဲ့တော့ခုန infinitive verb ကိုဒီဘက်ရှင်းတာလေးပို့လိုက် infinitive verb verb 1 verb 2 verb 3အဲ့တော့ infinitive verb တို့ကဘာမှခေါင်းစားနေစရာမလိုဘူး။ဘာဖြစ်လဲဆိုတော့သူက share subject အနည်းမလို့ SE တက်ရမယ်လို့ verb 2ဖြစ်နေလို့ ED ပေါင်းရမယ်လို့မရှိဘူးသူမှာ။ဘယ်ချင်းနေမှာမဆိုး။သူက SE ကမတက်ဘူး။ရိုးရိုး verb 1အနေနဲ့ပဲ ရှိနေတာအီဒီမပေါင်းဘူးရိုးရိုးဘဝန်းနေနေပဲရှိနေတာเนาะအဲ့ဒါကို infinite verb flow ခေါ်တာเนาะဒါကတော့အလွယ်နားလည်အောင်ရှင်းပြတာပါတဲ့အဲ့တော့မင်းကလုံးကြမယ်မင်းကလုံးမယ်ဆိုရင်အကူဘက်ကိုရှာအကူဘက်ကို shut up is တေချာတယ်เนาะအကူဘက်တော့မဟုတ်ဘူး but to be အဲ့တော့ but to be ဆိုတော့မင်းကလုံးမယ် shut up is ဒေါ်လာ a teacher ဒေါ်လာကဆရာတယောက်လား question mark မင်းကုံးဆိုတော့เนาะအဲ့တော့အငင်းလုံးမယ်ဆိုလဲအဲ့တိုင်းပဲသဘောတရားအတူတူပဲခုနကမင်းကုံးကိုရှင်းပြတဲ့သဘောတရားနဲ့အတူတူပဲ not တက်လိုက်ရုံပဲအဲ့ဒီအကူဘက်ကို not တက်လိုက်ရုံဒေါ်လာ isn't သူမဟုတ် dollar is not a teacher ဟုတ်ပြီ dollar teaches english dollar အင်္ဂလိပ်စာသင်တယ်အဲ့တော့ dollar အင်္ဂလိပ်စာသင်လားလို့မြင်ကြည့်မယ်အကူဘက်ကိုရှာမရှိဘူးမပေါ့ main ဘက်ကိုရှာ teachers ဘဝန်လားဘတ်တူလားဘဝန်အဲ့တော့ဘဝန်ဆိုတော့ကျွန်တော်တို့ဘတ်တူတူရဲ့ do တုံးလား desk တုံးလား share subject ကိုကြည့်အနေ desk တုံးပဲလေ desk dollar teach english အဲ့တော့ဒီဘတ်တူတွေနဲ့မိထားတဲ့စာကြောင်းမှာ main verb ကို infinitive perfect ထားမယ်လို့ညာရှင်းပြလိုက်တယ်โอเคအဲ့ကြောင့်လို့ es ပြုတ်သွားတယ်နော်ဒီရဲ့ es ပြုတ်သွားတယ် အငင်းသဘောတရားအတူတူပဲမေကွန်လို့တဲ့သဘောတရားအတူတူပဲဆိုတော့ဒေါ်လာ does not teach english နောက်တစ်ခုက many students love ဒေါ်လာဒေါ်လာကိုကျောင်းသားတော်တော်များချစ်ကြတယ်မေကွန်လို့မယ်ကျောင်းသားတော်တော်များဒေါ်လာကိုချစ်ကြလားအခုရှာအခုဘက်မရှိဘူး main ဘက်ကိုကြည့် love the one ရှေ့ subject ကအများ do does တဲ့ do many students do not love ဒေါ်လာကျောင်းသားတော်တော်များက ဒေါ်လာကိုမကြိုက်ကြအောင် do many student left dollar ကျောင်းသားတော်တော်များများဒေါ်လာကိုကြိုက်ကြလားချစ်ကြလားဆိုတော့ဒါလေးပြီးသွားပြီဆိုတော့ကိုယ့်အကူဒီမှာအင်စာလို့ကြည့်မယ် main ဘက်ကိုရှာမယ်ဒီမှာဒေါ်လာအင်္ဂလိပ်စာသင်ခဲ့တယ်မိကလို့မယ်အကူဘက်ကိုရှာမရှိဘူးဆိုတော့ but do did dollar teach english ဒီမှာ dollar is teaching english is dollar teaching english dollar will teach english dollar english ah then လိုက်မယ် will dollar teach english okay na nah? ဆိုတော့ကျွန်တော်လည်းအဲ့သဘောတရားပဲဆိုတော့ဒါကလာမေကွန်မေကွန်လုံးကြီးအခြေခံပေါ့နော်အငင်းလွတ်တဲ့သဘောတရားလည်းအဲ့တိုင်းပဲအခြေခံပေါ့ဆိုတော့အဲ့ဆိုလေမေကွန်ကိုသင်ပေးပါဦး WH တို့ဟောင်းတို့အဲ့ဒါကိုဒီရဲ့အရှိမသက်ဆိုင်ရာမေးတဲ့မေကွန်တွေကိုဒီရှိမမေကွန်ဆာလုံးတွေကိုတက်လိုက်အဲ့ဆိုရပြီကိုဘာမေးချင်တာလဲပေါ့မူတည်ပြီးတော့ who တို့ what တို့ which တို့ when တို့ where တို့အဲ့လေးလိုက်တက်လိုက်နေအောင်မေးချင်တယ်ဆိုရင်အဖြေထဲမှာမေးချင်တဲ့စာကြောင်းမှာနေအောင်ဖြောက်လိုက် ဖြောက်ပြီးရင် where did she go သူဘယ်ကိုသွားတာလဲ she went to blah 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 ပေါ့ဘယ်ကိုသွားတယ် she went to begin ဘယ်ကောင်သွားတယ်ပေါ့စတဲ့ပြန်ပါနော် when did she go to begin သူဘယ်ကောင်ပြချင်းသွားလဲ she went to begin last week စတဲ့ပြန်ပါဗျာအချိန်ဦးမေးအချိန်ဦးဖြေအဲ့တော့လာမေကွန်းရှိမှရေဘူးရပြောရင်လာမေကွန်းရှိမှ wh တို့ဟောင်းတို့တက်လိုက်အဲ့ဒါဆိုရင်လေမေကွန်းဖြစ်ပြီအဲ့လိုပြောတာနော်ထပ်တွန့်ထပ်တွန့်ကတော့ကျွန်တော်တို့ကျွန်တော်နမူနာတစ်ခုရေးပြမယ် isn't she အဲ့လိုမျိုးလေးတွားတာသူရဲ့သဘောတရားအဲ့တော့ရှေ့မှာ buff ကိုကြည့် positive ဆိုရင်ဒီမှာ negative affirmative ဆိုရင် negative ပေါ့ဗျာနော်သူက positive စာကြောင်းလို့တော့မခေါ်ဘူးပေါ့ကျွန်တော်တို့ grammar ထိုင်းပြန်ဆို affirmative လို့ခေါ်တယ် she is is she သူကကျောင်းသူတရားမဟုတ်ဘူးမလားမဟုတ်ဘူးဟုတ်လား သဘောတရားလေးကတော့အဲ့ဒါပါပဲဒီနေ့တော့သင်ခန်းစာလေးကိုဒီမှာရန်နာပြရစေနောက်ရက်ဒီမှာလဲဆက်ပြီးတော့သင်ပေးပါအောင်မယ်အားလုံးကိုကျေးဇူးပါ